တရင်းစာဆရာကြီးဟန်တော်ရီဦးဝင်းတင်ရဲ့ပုံတို့ဘဘူးနဲ့ပကြီကားတွေကိုဘဘူးဆရာကြော်ကြော်မင်းနဲ့ပကြီပညာရှင်သုံးဦးတို့ကဩဂတ်စ်လ29ရက်နေ့မှာတနေ့ရဲရေးဆွဲထုတ်လုပ်ခဲ့ကြပါတယ်။ယုံကြည်ချက်ကြောင့်အကျဉ်းကျခံခဲ့ရသူ အသက်84နှစ်ရွယ်ဆရာကြီးဟန်တော်ရီဦးဝင်းတင်ရဲ့ဥရိယအကောင်းဆုံးအချိန်ကို အမိအယမှတ်တမ်းတင်လိုတာဖြစ်ပြီးနိုင်ငံရေးသမားကြီးတယောက်အဖြစ်လေးစားတာမို့ဘဘူးပညာနဲ့ဂုဏ်ပြုလိုတယ်လို့ဆိုပါတယ်။ ပကြီးဗဟုပညာပုံမကျဲ့ပြန့်လာစေဖို့အတွက်အခုလိုပုံတူပကြီးဗဟုကိုရေးဆွဲထုတ်လုပ်တာဖြစ်ပြီး လာမယ့်စက်တင်ဘာလမှာလည်းနန်းခင်စရာကို မော်ဒယ်ထားပြီးမေရီချက်မင်းနာမကြားကျောင်းကကလေးတွေကိုသင်ကြားပေးဖို့ရှိတယ်လို့ဆိုပါတယ်။နာမကြားတဲ့ကလေးတွေကမျက်စိအာရုံနဲ့သူတို့ဗဟုပညာလေ့လာတယ်။အဲလိုပကြီးပညာကိုလည်းလည်းလုပ်တယ်။ဒါကြောင့်ကလေးတွေကိုကျွန်တော်တို့ကဗဟုပညာသင်ကြားပေးဖို့ရှိတယ်။နောက်ကလေးတွေရဲ့မိုးရစိတ်တက်ခွန်အောင်ပေးတဲ့ဘက် ကျွန်တော်ကနိုင်ငံစီကျွန်တော်ဒီတောင်းနိုင်ငံစီရကလည်းနိုင်ငံစီတဲ့အဖြစ်အရှိကိုကျွန်တော်ခုလပိုင်းကိုရင်းနေတဲ့ကိုစင်းနေမှာဒီမှာအားရတဲ့ကြောင့်အဲ့ဒီနေ့မှာကလေးတွေဝရထိုင်ပြီးအဲ့ဒီနေ့မှာနိုင်ငံစီရုပ်ရှိမှထားပြီးနှစ်ဖက်ဖွဲ့ပြီးတော့ရင်းနေပုံနိုင်ငံစီရပုံရပ်ပြီးဆွထုပြနိုင်ငံစီရဟိုနိုင်ငံချုပ်ခဲ့တဲ့ပုံစံပါချုပ်ခဲ့တဲ့ပုံစံကလေးတွေရဲ့စိတ်ဓာတ်ကိုပြည့်နေနိုင်တယ်ကလေးတွေပုံပျော်ရွှင်စီရဲ့ကျွန်တော်အနေနဲ့ယူဆတယ်ဆရာကြီးဦးဝင်းတင်ရဲ့နေအိမ်မှာရေးဆွဲတဲ့ ုံတူပကြီးကားတွေကိုပကြီးဆရာရွှေမြင့်နဲ့အတူ ကိုစုံမင်းတထုံအကြီးစိုးပိုင်တို့ကအပြိုင်နဲ့ရေးဆွဲကြတာဖြစ်ပြီးဒီတစ်ခါပုံတူပကြီးဆွဲတာ23ချိန်မြောက်ဖြစ်တယ်လို့ပကြီးရွှေမြင့်ကပြောဆိုပါတယ်ကိုတက်တဲ့ဥပညာဒီပညာနဲ့ဘုပ္ပညာနဲ့ပေါ့ပေါ့လေးနဲ့ရေဆွဲထုတ်တော့ဒီမှတ်တမ်းတင်ရောဒီကလည်းဆောင်ပြီးဆရာနဲ့ဒီကိုတို့ပြောနေတာဒီပုံနဲ့ဆို23ပုံလောက်ရှိတယ် လို့ပဲလေယုတ်သူရေပကြီးပုံလေးတော်များမထုခံအေးကနေဆရာသမားတွေလည်းမသိဘူးဆရာတို့လည်းမသိဘူးနော်မှတ်တယ်လို့ကျန်တယ်အဲ့ဒီကျန်အကြီးဘဘူးနဲ့ပတ်သက်ပြီးကိုယ်တိုင်လဲစာပေရေးသားခဲ့သလိုဝါသနာလဲပါတဲ့ ဆရာကြီးဟန်တော်ရီဦးဝင်းတင်ကဒီလိုဂုံပြူတဲ့အပေါ်အတိအမှတ်ပြူတယ်လို့ဆိုပါတယ်ကျွန်တော်ကဂရင်းလာတော့ကမှလုပ်နေလို့ထင်နေပါနော်တော့ရတယ်ဒါပေမဲ့ဒါဒီတော့ဒီဒါဒီဘဟုအင်းနော်ဆောက်မရဘူးဒီနော်အလုံးလာမယ်ဒီပိုသစ်ဆိုရင်တော့တောင်းရတယ်တို့ဘူးလေကျွန်တော်ကျွန်တော်ကဝန်လာတဲ့အတိုင်းမှာပဲကျွန်တော်ကျွန်တော်ဒီဒါနဲ့လာတော့ ကျွန်တော်ကကျွန်တော်ကနောက်တော့ကျွန်တော်တို့လည်းဒီကျွန်တော်အပြုတ်ပါတယ်လို့လည်းကျွန်တော်ကဘုံယူတယ်ဆိုတော့ဝင်လာ